to have a leg up to have a leg up ဆိုတာခြေတလန်းတာတယ်လို့ပြောတာကွာဥပမာအလုံး English အတန်းနေတက်ကြတယ်ဘာကြောင့်လဲ because you want to have a leg up အဲ့တော့ဆရာအတန်းတွေကိုတက်ကြ no 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 join mine join mine မင်းကလည်းတမျိုးအဲ့ဒါဒါဆရာစီသူဆရာသားဟုတ်ပါပြီဆရာအတန်းတက်တဲ့ဆရာစီသူအတန်းတက်တဲ့ <laughs> join some English class so that you have a leg up ခြေတလန်းတာကိုโอเคတရားကဲမင်းသွားတော့ငါမှဆက်ပြောလာမယ်မိုက်ကတ်နော်ဇပယ် and another one is pull out all the stops stops မှာလည်းမြောက်ကိုဆွဲထုတ်တယ်ဆိုတာပါလေကိုမှရှိတဲ့အရေးအချင်းတွေအစွမ်းအစတွေလူအင်အားတွေပါဝါတွေအကုန်လုံးထုတ်သုံးတယ်ပြောတာ pull out all the stops ျွန်တော်တို့ငငယ်တုန်းကဆိုရင် leave no stone unturned ဆိုတဲ့ idiom ကိုသုံးတယ် i left no stone unturned ငါတတ်နိုင်ဆုံးမလုပ်တာဘာမှမရှိဘူးအကုန်ကျူးစားခဲ့တယ်ပေါ့နော်အဲအခုနောက်ပိုင်းမှာကြတော့ pull out all the stops ဆိုတာလေးကိုသုံးရတာတွေ့ရ so currently to live in lasho is not a joke you have to pull out all the stops လတ်တလောလာရှုမနေတယ်ဆိုတာဟာသမဟုတ်ဘူးအစွမ်းကိုစူးစမ်းရတာเนาะတတော်တော်မှလာရှုသားစစ်စစ်တွေမှနေလို့ရတာလောလောဆယ်မှာတော့စိန်ခေါ်မှုလေးတွေများတာပေါ့အဓိကကတော့အကုန်ကြတိတ်များတာပေါ့ so we have to pull out all the stops okay so to have a leg up ခြေတလန်းသားတယ် pull out all the stops တတ်နိုင်တာမန္တမြအကုန်လုပ်တယ် okay thank you